်မင်္ဂလာပါမျိုးတွေတပုတ်နိုင်ငံကြီးအင်မတန်ရှုပ်ထွေးပါတယ်။ဟာရှေ့အရင်ရက်ကဆိုရင်ကျွန်မအော်အရင်တောင်နဲ့ပြဿနာတက်တယ်ပေါ့နော်။ဘွားတောင်နဲ့နိုင်ငံခြားဘွားတောင်နဲ့ဒီထောင်ပါလိမ့်မယ်။အဲ့အရင်ဆိုလို့ရှိရင်လည်းအယုံဆုံးကျွန်မတို့ပြောတာပေါ့နော်။အာကျွန်မဘုန်းကြီးကြောင့်ပါနေတာအားလုံးဓမ္မယုံပါနေတာအားလုံးဘုန်းကြီးနေတာအားလုံး night club ကပါလေပူစီလို့စားလေးဖြစ်ပြောတယ်။ကျွန်မတင်ခံလိုက်တယ်ကျွန်မပြန်မပြောဘူး။ နောက်ဆုံးသူကကျွန်မကိုဒီပြဿနာမဖြစ်ပြန်ပြီးဖြေရှင်းပါပြန်ရှင်းပြန်ပြီးဖြေရှင်းရမယ်ဒီပြဿနာနဲ့ရှင်းရမယ်ဆိုပြောတဲ့အတွက်ကျွန်မပြန်ပြီးဖြေရှင်းလိုက်တယ်။ဆိုပုဂ္ဂိုလ်ရဲ့ပြဿနာရကျွန်မအမြင်နဲ့ပြောတယ်တခုရှိရယ်ကျွန်မကိုမကြိုက်ဘူးလား။ရှာကျွန်မကိုမုန်းမှာရှာကျွန်မကိုမကြိုက်လို့ရှင်ကျွန်မကိုမုန်းလို့ရှင်ကျွန်မပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေအမှားကိုရှာဆွဲထုတ်ပြီးနိုင်ငံရေးလို့ပြန်ချေပါအဲ့ဒါဆိုရင်ရှင်တို့အတွက်ကောကျမတို့အတွက်ကောကြည်နေတဲ့လူတွေရောနားထောင်နေတဲ့လူတွေအတွက်ငါတူတပါအကုန်လုံးတွေ့ကြရှိ ဥပမာကျွန်မအခုအမြင်ပြောလေပြောထားရှိတာ federal ဘာလို့လဲလက်ရှိမှာအကုန်လုံးက federal 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 နေတဲ့အတွက်ကျွန်မ federal အကြောင်းပြောရဲအညူတာတတ်လူခွင့်ကိုပိုင်ပြဌန်းခွင့်လွတ်လပ်ခွင့် federal ရဲ့အနှစ်သာရကြီးကျွန်မပြောတယ်အနောက်တစ်ခုကျွန်မ social contract အကြောင်းပြောရဲပုံမှန်95နဲ့ဆက်ဆက်ပြီးကျမ limited carbon ban အကြောင်းကျမအမြဲပြောလို့ရှိတယ်ဆိုတော့ကျမကိုမကြိုက်ဘူးလားရှာတယ်ကျမကိုမုန်းလားရှာတယ် ကျမကိုမကြိုက်ကျမကိုမုန်းရင်ကျမကိုနည်းမဲဖြတ်ချင်ကျမကိုတိုက်ခါချရင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေကိုကျမပြောတဲ့ federal အကြောင်းကျမပြောတဲ့ limited government social contract popular sovereignty နော် republic အဲ့ဒီဥစ္စာတွေကိုနိုင်ငံရေးလို့တစ်ချက်ချင်းတစ်ချက်ချင်းပြန်ချေပါလိုက်အဲ့ဒါရင်းရှင်းလို့လက်တိုက်ခါရှိတယ်ပြောရတဲ့လူတွေငါထုံတဲ့လူတွေလည်းငါသူတပါအကျိုးရှိတယ်။အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့အရင်ကဖတ်မရတယ်ငါသူတပါအကျိုးမရှိရဘူး။ကျွန်တော်မပြောနဲ့ကျွန်တော်နားရမထက် တော့အရင်တစ်ခါအဲ့ဒီအရင်နဲ့ပြဿနာတက်တယ်ကျွန်မပြောခဲ့တဲ့အကြောင်းရပေါ့လက်ရှိမှာလည်းပြဿနာပေါင်းတောင်းချလာကြတယ်ပြဿနာရဲ့ဈေးနဲ့စာကိုကျွန်မပြောမယ်နော်ကျွန်မကိုအတော်ကြီးတယောက်ကပုံကိုရရလာတိုက်ခဲ့တယ်ကျွန်မအဲ့တော့သူကကျွန်မရဲ့ကိုယ်စုံပေါင်းရင်ကိုလျှောက်ပြောတယ်ကျွန်မသူပြောတာအသေးပေးလိုက်တယ်ကျွန်မဘာမှပြန်မပြောဘူးတီးခံလိုက်တယ်အင်းလုံးကျမကအဖွားတယောက်ပြောတယ်ကျမတိခန့်တယ်အခုမြန်မာပြည်တွင်းကတော်တယောက်ကျမကိုပြောတယ်ကျမတိခန့်တယ်ကျမဘာလို့တိခန့်လဲ ကဘာကောင်းဆောင်ဖြစ်တဲ့မေဂန်တမရရော်နယ်ထရန့်နဲ့ဂျိုးဘိုင်နန်တို့မှချက်ထည့်လို့ရှိတယ်လို့မောင်းနေလို့လည်းရှိတယ်။တပောက်နိုင်ငံမှာလည်းတပတ်ကဒေါန်ဆိုင်းစုကြည်ကိုဖျားတဲ့ပြည်ကူတုံးလုံးလို့ချက်ချပေးမဲ့တပတ်မှာဒေါန်ဆိုင်းစုကြည်ကိုရောရှောင်လုံးတင်းနေတယ်လို့ရှိတယ်။အဲ့ဒီလိုပဲတပတ်မှာတမရနဲ့တမရကောင်းဆောင်ကိုအသက်အသက်တွေပေးပြီးချက်တဲ့လူရှိတယ်လို့အင်မတန်မှရွှေရှံမုန်းတီးနေတဲ့လူတွေရှိတယ်။ဆိုတော့နိုင်ငံကောင်းဆောင်ကဘာကောင်းဆောင်လဲလို့တော့ချက်ချင်းမုန်းချင်းချက်တဲ့လူမုန်းတဲ့လူရှိတယ်လို့ကျွန်မတို့မိမတယောက်ကိုလည်းချက်တဲ့လူရှိတယ်လို့မုန်းတဲ့လူတွေရှိပါမယ်။ တော့ချက်တယ်လို့ကချက်တယ်လောက်ဂျမ်းမှာပါခြင်းချမ်းသာပါခြင်းမဘူးတူလေးအန်ဒီရဲ့ကင်ပေးရှင်ပါစေဆူတောင်းပေးပဲမြစ်တာပို့တာပေးမယ်မုန်းနယ်လူကလည်းမုန်းနယ်လောက်ရန်ရှာမယ်ပြဿနာရှာမယ်ဆိုတော့ဒါလေးကိုကျွန်မကနားလေတဲ့သဘောပေါက်တဲ့အတွက်တော်ရုံကျွန်မကဘယ်သူလာပြပဲကျွန်မသိခင်လိုက်တယ်ဆိုတော့အဲ့ဒီအန်ဒီတောင်ကျွန်မပြောတယ်ကျွန်မသိခင်လိုက်တယ်ဆိုတော့အဲ့အန်ဒီကျွန်မအကြောင်းပြောတယ်ကျွန်မပြန်မပြောဘူး ဘာလို့ဆိုတော့ကျွန်မသူ့မရမို့ရေနှုံးနဲ့ကျွန်မဘယ်သူ့ကိုဆိုတိခဲ့တယ်တိခဲ့ရတဲ့အကြောင်းရင်းဒီချက်တဲ့လူရှိတယ်လို့မုန်းတဲ့လူရှိမှာပဲကိုကြိုက်တာကိုလုပ်နေတာဖြစ်တဲ့အတွက်ချက်တဲ့သူရှိတယ်လို့မုန်းတဲ့လူရှိမယ်အဲ့ဒါကျွန်မတိခဲ့နောက်ဒါအဲ့အန်ဒီကပဲကျွန်တော်ထပ်ပြီးပြောရင်ထပ်ပြီးပြောတော့အကောက်တုကတင်ထားတာဖြစ်တဲ့အတွက်အဲ့ဒါအကောက်တုဖြစ်ပါလေအကောက်တုဖြစ်ကြောင်းကိုကျွန်မက YouTube အမြဲတုံးတဲ့အတွက်ကျွန်မရဲ့ YouTube မှာပြီးခဲ့တဲ့9လပိုင်း28ရက်နေ့ကတင်ထားပါလေဆိုပြီးကျွန်မကအေးအေးအကြောင်းပြန်ပြီးဖြည့်ရှင်းလိုက်တော့ အဲ့ဒီအန်တီနဲ့ကျမလည်းပြည်လည်မှုရသွားတယ်ပြဿနာကအဲ့ဒီအန်တီကကျမကိုလာပြီးပြဿနာရှာတယ်ကျမကပြဿနာပြန်မလို့ဖယ်တဲ့အရာကြီးကြောင့်ဒါဒီအကောင့်တူဖြစ်ကြောင်းကိုပြီးခဲ့တဲ့9လပိုင်း28ရက်နေ့ကကျမပြောထားပါတယ်ဆိုပြီးတော့ပြောလိုက်တော့သူနဲ့ကျမလည်းပြည်လည်မှုရသည်အဲ့ပြဿနာပြီးသွားပြီချင်တာကိုအဲ့ဒီအန်တီနဲ့ခင်းတဲ့နောက်တဲ့အတီတယောက်ကအတော်တယောက်က ဒီဘက်ကတော့အစာဆွဲထုတ်ပြီးတော့ကျမကဒီဥစားကအကောက်တုဆိုအစိုးရအကောက်တုလို့မပြောဘဲနဲ့ဒီအန်ဒီကကျမကိုပြောမှာမှာကျမကအကောက်တုကြီးပါဆိုလို့ထားပြောတယ်ဆိုကျမကိုရန်ရှာတယ်တကယ်တော့ဒါကြီးကအကောက်တုပါဆိုတော့သူတို့မတိုင်တဲ့အရင်ကကျမကပြောပြီးသားနော်အဲ့ဒီကာယကံရှင်ကကျမကိုပတ်သက်အင်းကုန်းရလာရှာတဲ့အတီးနဲ့ကျမလည်းပြေးလဲသွားပြီပြက်တလာကအေးအေးဆေးဆေးပြီးတော့နောက်ထပ်အတော်တယောက်ကအတော်ကြီးတယောက်ကကျမလာပြီးချက်ပြီးပြက်တလာရှာတယ်။တော့ကျမနာမည်ထည့်မပြောဘူး။ဘာလို့လဲဆိုတော့ ရင်တော့တော့စိတ်သက်တယ်ပေါ့လုံးပြက်တယ်ပေါ့သူတို့ကငါရင်လူသားရေးလုပ်ခင်တာပဲငါလူသားရေးဆိုတာဘာမှမသိခင်ကျွန်မခုနှစ်တန်းရှစ်တန်းကျောင်းလို့ပွားရတာသူတို့ကလူသားရေးလုပ်ခဲ့တယ်လူဆိုတဲ့လေးစားတတ်မှုလေးနဲ့ကျွန်မအများလေးလေးစားတယ်ကျွန်မရှိမှသူ့မကောင်းကြောင်ဘယ်သူလာပြောပါစေသူ့ကောင်းကြောင်ပဲကျွန်မပြန်ပြောပေးခဲ့တယ်အဲ့ဒါမှန်တော့စကားအခုတော့ကျွန်မထင်ထားတဲ့အချင်းကြီးတဲ့စိတ်သက်တွေနဲ့တကယ်အတွင်းစိတ်သက်ကတခြားအဖြစ်ဖြစ်နေလို့နာမည်တော့ထုတ်မပြောချင်ဘူးเนาะဆိုတော့ထားလိုက်တော့ ကျွန်တော်ပုံကိုယ်လေးတိုက်ခတ်တယ်ကျွန်တော်အတီးဖြတ်တယ်ကျွန်တော်တိုက်ခတ်လိုက်တယ်ကျွန်တော်တိုက်ခတ်ပြီးဘာမှပြန်မပြောတော့ပထမလာပြောတဲ့အန်တီကအဲ့ပြဿနာတစ်ခါအစပြန်ဆွဲထုတ်ကြတယ်ဆိုတော့ပြဿနာရေးပေါ်မှာကျွန်မရှိဝယ်ဦးတည်လာပြီးတော့ဒီနားမှာ ਨੇ တပုတ်ဦးလို့ရင်းခွင်နေတယ်ဆိုတော့အဲ့ကိစ္စတွေကငါသူတပတ်ဘသူတွေအကျိုးရှိတယ်လေဘသူတွေအကျိုးလည်းရမှာလေရွေးချက်ကပါလေအရင်ပေါ်လာပြီးအရင်တည်တာထင်ရှားနေတယ်ဆိုတော့ ့ဘာသာငပိလို့ခေါ်တယ်ဆိုတော့ကျွန်မကိုမှတပတ်ပေါက်တယ်ထားပါလေကျွန်မဒီပမာကြောင်းချင်ဖြစ်ကျွန်မကအတင်ဖြတ်မှုတယ်ကျွန်မသိခံပါတယ်ဒီနေ့ကျမပြောတဲ့ဇာတ်ကနောက်ဆုံးပါဒီနေ့ကျမဒီဇာတ်ကသူများအကြောင်းထုတ်ပြတာနောက်ဆုံးပါကျမသိခံလိုက်ပါတယ်သို့တော့ဒီနေ့ဒီနောက်နေ့ဇာတ်ကကျော်ရှိရနေရှိရနေနောက်ပိုင်းကျမရဲ့အကြောင်းကိုနှုတ်ပြန်ဖြစ်စီစာနဲ့ဖြစ်စီထပ်ပြီးအသေးဖြစ်မယ်ဆိုရင်ကျမသိခံမှုတိုင်းလာကုန်သွားပါပြီရှင်ကျမကိုအခု လည်းမေးလည်းမေးကြောင်းပုံရင်းပြောင်းကွာကွာလေးမကောင်းပြန်စကားပြောတာအဆင်မပြေကျွန်တော်ကိုဘေးပြန်ဖြစ်နေရနော်ကျွန်တော်ကွာကျွန်တော်လည်းမေးပြန်အောင်တိတ်ခါချအောင်ကျွန်တော်ပုပ်ပွေကြီးရတိုက်ခိုက်တယ်ကျွန်မတီးခံလိုက်တယ်ကျွန်မကတက်ငယ်ပေးမယ်ကျွန်မတိငယ်ရှိတယ်ငါသူတပါအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တဲပြီးနှုတ်ကြောင်ကြည်တာမျိုးကျွန်မမဖြစ်ဘူးအဖြစ်မခံဘူးကျွန်မတိခံလိုက်တယ်ဒီစကားဒီမှာပဲပြီးပါပြီသို့တော့နောက်နောက်ဒီနေ့2025ခုနှစ်ဂျော်ရှီယန်နေ့ ဒီနေ့အလောက်မှာကျမအကြောင်းကိုနှုတ်ဖြင့်စာဖြင့်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမသိမခံပါဘူးအတေးဖြတ်မှုတည်အတေးဖြတ်မှုပုံမှန်၄ကိုကိုပုံမှန်900ရဲရဲပိုင်ပါတယ်အာမခံရပါတယ်စက်တွေးရေးပုံမှန်666ကြီးရဲရဲပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social ကို social media မှာလူမှုကွန်ရက်မှာအတေးဖြတ်လို့ရှိရင်ပုံမှန်၄ကိုကို900နဲ့666ကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူးထပ်ပြောပါမယ်ရှင် အဲ့ဒီလိုမျိုးဆက်သွယ်ရေးပုံမှန်နဲ့အသေးဖြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုကရေးရေးမပိုင်ပါဘူးအောင်မခံမရပါဘူးရှင်ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇာတ်ကားတွေကိုနှုတ်ကြောင်တင်နှုတ်ကြောင်ကြည်ရဘယ်ပါစီနဲ့မဖြစ်စေချင်ပါဘူးရှင်။နော်။ကျမကလည်းနာသူဖြစ်ပေမဲ့ကျမကပဲအသိနဲ့တရီကိုစင်ချင်ပြီ။ကျမတီးခင်လိုက်ပါရဲ့။နောက်နောက်ကျမအကြောင်းကိုထပ်ပြီးအသိရထမယ်ဆိုရင်ကျမလုံးဝတီးမခံပါဘူးရှင်။ဆိုတော့အဲ့မှာ လူတွေအများဆုံးပြောကြတယ်မေဘောလူတွေအများဆုံးခနဲ့ကြတယ်အခုဖတ်တော့ဖတ်တော့လိုင်စင်းမဲ့ကားရေးဆိုင်ကြီးဖမ်းတော့မဘုတုဘာလို့မပြောတာလဲတချို့ကြတော့မဘုတုကဘာဘာအလုပ်လုပ်ပြီးချမ်းသာလေတလေတချို့ကြတော့ကျမကဝတ်တော့ဆိုင်ကြီးစီးနေတဲ့အတွက်ဝတ်တော့ဆိုင်ကြီးတွေဖမ်းတာကိုနှုတ်ပိတ်နေတယ်ဆိုပြီးတော့ကျမကိုဆွဆွဲတယ်တကယ်တော့ကျမကနှုတ်ပိတ်နေတာမဟုတ်ဘူးရှင်တို့ကလာရေးပိတ်နေတာအဲ့ဒီဝတ်တော့လိုင်စင်းမဲ့ကားရေးဆိုင်ကြီးခန်းစည်းမှုကိုကျမပြောထားပါတယ်ကျမအကောင့်ထဲမှာဝေရှာကြည့်ပါ ဆိုတော့ဥပဒေနဲ့ညီသွားရမယ်နော်နိုင်ငံတော်အခွင့်အရေးလင်းလာတယ်ဒါကြောင့်မလို့ license မဲ့ကားရေးဆိုင်ရာတွေဖမ်းလာကောင်းတယ်အားပေးတို့တော့ license မဲ့ဥပဒေနဲ့ဥပဒေမဲ့ကိုထုံးမှုတွေတာမီတဲ့ခုံမှုတွေအများကြီးနဲ့နာပါတယ် license မဲ့ဥပဒေမဲ့မြေသားသူတူပေါ်မှုတွေရွှေလုံးွက်တွေချောက်စိမ့်လုံးွက်တွေတိုင်းရင်းသားလက်နက်ခိုင်ခွဲမိခံပြီးစစ်စီပွားရေးလုပ်နေကြတာရှိပါရဲ့နော်ကျောင်းတက်တယ်ဆိုလို့ရှိရင်လည်းပဲအလောင်းတော်ကတမမျိုးသားဝင်ပြီးမဲ့တော့ တက်တီကို နှိမ့်ချုပ်တက်ပင်ကြီးကို အာသုံးလုံးတွေကခိုးယူရောင်းချထုတ်လုပ်နေတဲ့အတွက်တက်တော် area ရဲ့80ရာခိုင်နှုန်းမှာရှိတဲ့နှိမ့်ချုပ်တက်ပင်ကြီးတွေပြောင်းနေပါပြီဆိုတော့ကိုဘူနကအဖွဲကကောင်းကိုတိုင်းကဖုံးတဲ့ဗီဒီယိုမှတ်တမ်းရိုက်ယူပြီးတက်တဲ့ဖိုင်တွေတို့တို့အချင်းချင်းဟိုမှာချတဲ့ခါတာတွေရှိရဲ့မဟာမန်ဒီမဲ့တော့မှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာကျုံတတိအဲ့မှာရှိတဲ့ကင်းကရိုးတွေလောက်တို့အဓိကရောင်းချနေကြတယ် အဲ့ဒီလိုမျိုး license နဲ့တစ်ထုတ်လုပ်မှုတွေနိုင်ငံရဲ့တိုင်းပြည်ရဲ့အခွင့်အမှုအများကြီးညှိနှိုင်းပါတယ်။တော့ license နဲ့ကားရေးဆိုင်ငံရေးဖန်ဆီတလို့အရေးယူတလို့ဒါမျိုးတွေကိုလည်းအရေးယူပေးစီချင်ပါတယ်။နောက်တစ်ခုက park မှာခြေခွေမှာရှေ့ရက်ကခြေခွေမှာရေးကြည့်တော့အဲ့ဒီရေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရခြားတဲ့လူတူပေါင်းမှုရှုလုံးကွက်တယ်နော်၆ဆိုင်လုံးကွက်တယ်အဲ့ဒီအကြောင်းလေးကျွန်မပြောပြပါတယ်နော်ဆိုတော့လာရှင်မက်ကားရေးလာရှင်မက်ဆိုင်ငယ်လေးဖန်ဆီရေးယူတလို့တိုင်းပြည်အတွက်အခွန်နဲ့နာမှုအတွက် ဖန်ကြီးရေးယူတယ်လို့အဲ့ဒီလို license နဲ့ဥပဒေနဲ့လှုပ်ဆောင်မှုတွေကလည်းတိုင်းပြည်အတွက်ဟွန်ငွေနဲ့လာတဲ့အတွက်ဒီကိစ္စတွေကိုမှလည်းဇိုးရအနေနဲ့ဖြည့်ရှင်းပေးမယ်နှိမ့်နေပေးမယ်ဆိုရင်ပို့ပြီးတော့ပြည်သူတွေကကျေးဇူးတင်ပါပါဆိုတဲ့အကြောင်းကိုကျွန်မရင်ထဲကပြောထားတယ်။ရှင်တို့တွေနားလည်နေလို့မကြတာဖြစ်နေတယ်။နော်ဆိုတော့ကျွန်မကဝက်တော့ဆိုင်ရဲ့စီးနေလို့ကျွန်မကနှုတ်ပိတ်နေရချင်မဟုတ်ပါဘူး။နောက်တစ်ခုကကျွန်မဘာလို့လုပ်လဲဆိုတာကိုကျွန်မကညဘာလို့လုပ်ပြီးတော့ဟိုသမီး ချွေးစားနေလဲပေါ့နော်ဘာမှမလုပ်ဖ ೇನೆ တချို့ကကျမကအမြဲကျမဆိုင်ငယ်ဘေးရဲတွေအငှားချထားတယ်ဆိုတာကျမ YouTube မှာတင်းတယ်ကျမ YouTube ကလူတွေတော်တော်များများတည်တည်လို့လည်းပဲကျမကဆိုင်ငယ်ဘေးတွဲတွေဝတ်တောက်တွေစီးလို့ကျမကဝတ်တောက်ကိစ္စကိုနှုတ်ပိတ်နေတယ်ဆိုပြီးလာပြောကြတာเนาะဆိုတော့ကျမမဘုဒ္ဓဘာလို့လို့လဲဘာမှမလုပ်ပါဘူးဘာလို့မလုပ်တာလဲအိမ်ထဲမှာထိုင်ရင်ရင်းနေတောင်မှဘယ်နားမှာဘသူအသက်ခံလိုက်ရပြီဟိုနားမှာဟိုလူအသက်ခံလိုက်ရပြီနေ့စဉ်နဲ့နဲ့တည်နေကြနေရတာ ဆိုတော့ကျမတို့ကကိုယ်အသက်အန္တရာယ်ကိုကြည့်ရှာပါတယ်။ဒါကြောင့်ကျမအပြင်းထွက်ပြီးလုံးမလုပ်ဘူး။မလုံးမလုပ်ပဲဘုရားပစံနဲ့ထမင်းစားတယ်။ကျမဆိုင်ငယ်ပြီးမယ်အငားချတာရယ်။ဆိုင်ငယ်တစည်းကို၄တာ။ဆိုင်ငယ်တစည်းကိုတရက်ကို၄တာပဲ၁၄စည်း။တရက်ဝင်လို့ဘယ်လောက်ရှိလဲတော့ကြည့်ပါ။ဘင်းဆိုင်ရဲ့၁၄စည်းတစ်ပြိုင်တည်းဝင်နိုင်လားမဝင်နိုင်ဘူးကျမမချမ်းသာဘူး။ကျမစပြီဝယ်တော့ကျမမှရှိနေရှူတုံငွေစားအကုန်စုပြောင်းချတာဆိုင်ငယ်၆စည်းပဲဝင်နိုင်။အဲ့ဒီ၆စည်းကနေပြီးကျမရင်းနှီးနှုတ်နယ်လိုက်တာ။နှစ်နှစ်အတွင်းမှာ နှစ်နှစ်ကျော်ကကျွန်မဆိုင်ရယ်ဆက်လေးကြည့်ရတယ်။ဆိုင်ရယ်ဆက်လေးကြည့်ရတဲ့အတွက်ကျွန်မဘာလုံးမှမလုပ်ပဲနဲ့တရက်ကိုဝင်ငွေအနည်းဆုံး9000ရတယ်။နော်ဘာလုံးမှလုံးရှာမလို့ရဲကျွန်မဝင်ငွေ9000ရတယ်။ဟောဆိုတော့အခုဘုတော့ဆိုင်ရယ်ဖမ်းတော့မယ်ဆိုတော့မဟုတ်ဘူးသူထမင်းဦးတော့ရိုက်ကွဲတော့မှာပဲဆိုပြီးတော့အားရဝမ်းသာမပြောကြနဲ့။အဲ့ဒီဆိုင်ရယ်ပြီးရတဲ့အကောင်လုံးရောင်းပြီးတော့ကျွန်မကားဒစီအင်စတောမန့်နဲ့ဝယ်ထားတယ်။အဲ့ဒီကားစီးကိုအင်စတောမန့်နဲ့ဝယ်ပြီးတနေ့တတိယဝယ်သွင်းရင်ကျွန်မကားပိုင်ဖြစ်မယ် နောက်တစ်ခုကကျွန်မကဖုန်းနှလုံးရှိရအခုပြောနေတဲ့ဖုန်းပြင်ကျွန်မက tablet ဖုန်းတစ်လုံးရှိရအဲ့ဒီဖုန်းကိုကျွန်မအငှားထားတယ်ဘယ်လိုငှားရလဲဆိုတော့နော်အာ6တက်ခောက်တာအဲ့စားတုံးလေးကိုဂလုတ်ဂလုတ်လို့နှိပ်လိုက်လို့ရှိရင်သူကြရအကွက်တိုင်းရှိရတာ6တက်6တက်ပုံနဲ့6တက်လို့ခေါ်ရကျွန်မတို့ရှိမှာအဲ့စားတုံးလေးနှိပ်တာအာ